လူငယ်တဘာဝပြောချင်တယ်ဆိုရင်တိတန့်ပြောကြပေါ့နော်။ចောင်းဝန်းထဲမှာမလုတင်ဘူးပေါ့။ចောင်းဝန်းထဲမှာတိတ်တိတ်ဆိတ်နေပဲတတရေးကိစ္စတွေဘာသာရေးကိစ္စတွေပြီးတော့ပြောရမှာဖြစ်တယ်ပေါ့။လူငယ်တဘာဝညပြောချင်တာကိုနားလည်တယ်။ဒါပေမဲ့ဘာသာရေးနဲ့မအဆက်ဘူးတတရေးနဲ့မအဆက်ဘူး။ဥပါကိုတိတန့်တနေရာမှာကထင်းပြီးမြောက်တဲ့အထိမ့်မဲ့နဲ့ပျော်ပွဲရှင်ခွင့်လုပ်ရှင်တဲ့တနေရာမှာလုပ်ကြပေါ့။ဖယားဝန်းចောင်းဝန်းထဲမှာမလုတင်ဘူးပေါ့။ဖယားဝန်းဆိုတာငင်းချမ်းတဲ့နေရာဖြစ်တယ်။ចောင်းဝန်းဆိုတာ ငင်းချမ်းတဲ့နေရာဖြစ်တယ်ပေါ့အဲကြောင့်ဘုရားဝန်ကျောင်းဝန်ထဲမှာပုံနဲ့တပင်းတွေစူးစူးညံမလုတင်ဘူးလို့ဆိုလိုတယ်ဗုဒ္ဓအလိုတော်ကြအတင်းဖြစ်မြောက်ခြင်းနဲ့ဆိုရင်ကျောင်းဝန်ဘုရားဝန်ထဲမှာစူညံပူညံမှုပုံနဲ့တပင်းတွေကိုချောင်းချတဲ့နေပေါ့ဇနုညောင်လေးပင်မှာလေဒီဆရာဘုရားကြီးတို့ရှိစဉ်တုန်းကအညောင်လေးပင်မြို့မှာဘုရားပွဲကျင်းပကြတာရှိတယ် ရားပွဲချင်းမှာတော့ထုံးစံအတိုင်းတောက်ကြမူးကြခပိုင်းလိုက်နေလူရံမှုတွေဖြစ်ကြနေတနည်းတနည်းကိုပြဿနာပေါင်း16000ဘုရားပွဲမှာအကုသိုလ်တွေဖြစ်ကြတယ်ပေါ့နော်ဘုရားကိုအကြောင်းပြုပြီးတော့ပွဲတွေလုပ်တော့လူတွေအကုသိုလ်ဖြစ်ကြတယ်လေဒီဆရာဘုရားကြီးကတရားဓမ္မတွေလှည့်လည်ဟောကြားရင်းနဲ့ညောင်တိပင်ရောက်တော့အဲ့ဒီအကြောင်းကိုသိသွားတော့အေးတကကြီးတို့ဥစ္စာကနော် တနေ့တခါငရဲချာလူရဖရားပွဲဖြစ်နေပြီငရဲချာတဲ့ပွဲဖြစ်နေပြီနော်ဖရားကိုပူဇော်တဲ့ပွဲမဟုတ်ဘူးငရဲချာတဲ့ပွဲဖြစ်နေပြီတနေ့တခါငရဲချာလူရဖရားပွဲဒီတော့တခါကြီးတော့ဒီလိုလုပ်ပါအခုလို့ဖရားကိုအကြောင်းပြုပြီးတော့ပွဲနဲ့တပင်လုံးမှန်အစားတရားပွဲအစားထုတ်လိုက်ပါလားတဲ့ဆရာတော်ဘုရားကြီးကနော်အဲ့လိုပွဲနဲ့တပင်လုံးမှန်အစားတရားပွဲအစားထုတ်လိုက်ပါလား ဟောမဲ့သူမရှိရင်ဘုန်းကြီးကိုယ်တိုင်ကြွပြီးဟောပြပါမယ်တဲ့တတိယဆရာဘုရားကြီးကအဲ့တော့ဆရာကြီးကိုလည်းတက္ကရာကမတွေကကြည်ညိုတော့အဲ့ဒီနှစ်ကစပြီးတော့ဘုရားပွဲမှာပွဲလန်းတဲ့ပင်မလုတော့ပဲနဲ့ငင်းချမ်းတဲ့တရားဓမ္မတပင်ဖြစ်သွားတယ်အဲ့ဒါယနေ့ချိန်ကြီးပဲအဲ့တော့တရားပွဲဖြစ်သွားတယ်နော်။နောက်မဟုတ်ကျွန်တော်ပြကြီးတို့လည်းအဲ့ဒီမှာကြွပြီးတော့ဟောပြဖို့တယ်လို့မှတ်သားရဖို့တယ် မာသီဆေရုံပြားကြီးတို့လည်းအဲ့ဒီမှာကြွားရောက်တယ်လို့ကြားပူတယ်အဲ့တော့မာသီဆေရုံပြားကြီးတို့ကြွားတော့ဆေရုံကြီးကမိတ်မယ်တကာကြီးတို့တကမာကြီးတို့လေဒီဆေရုံပြားကြီးတို့စတင်ခဲ့တဲ့ဒီတရားသဘင်ပန်လင်ပေါ်မှာတရှင်ဆိုတဲ့ဘုန်းကြီးတွေမတက်စင်နဲ့လို့မာသီဆေရုံပြားကြီးကမာခဲ့တာလည်းရှိတယ်တရှင်ဆိုတာဟာလည်းဘုရားတော်တော်ကြောင့်မဟုတ်ဘူးလေအဲ့တော့ပန်လင်ပေါ်တက်ပြီးတော့တရားစကားပြောရမယ်အစားပန်လင်ပေါ်မှာတရှင်တွေ ရွတ်ပတ်နေတာလည်းမသိတော့ဘူးပေါ့ဘုန်းကြီးတစ်ပါးရဲ့နှုတ်ကလည်းတချင်းဆိုတာလည်းမသိတော့ဘူးလေမင်းပေါ်မှာအလုံးအနာစရာကောင်းတယ်ပြမာစီစရောပြားကြီးကဒေဒီစရောပြားကြီးတို့ချင်းမခဲ့တဲ့စတင်ခဲ့တဲ့ဒီဓမ္မသဘင်ပေါ်မှာပတ်ဓမ္မတရားသဘင်ပတ်နေပေါ်မှာတချင်းဆိုတဲ့ကိုတော်ဒီကိုမတက်စေနဲ့ဆိုပြီးတော့မာစီစရောပြားကြီးရတယ်အရိယာတကာကြီးတကမာကြီးကိုမှာခဲ့တဲ့အကြောင်းမှတ်သားမှုတွေပေါ့ဒီကောင်းကြီးဒါကြောင့် ဘုံနဲ့အလိုတော်ကြကထိန်ဖြစ်မြောက်စေချင်တဲ့ဆိုရင်ဘုရားဝန်ကြောင်းတဲ့မှာစုညံမှုတွေပူညံမှုတွေအစိုးတွေအငိုးတွေအတိမုတ်တွေမပါစေတင်ဘူးလို့ဆိုလိုတယ်။ဆိုတော့အဲ့ဒီကုံကြစည်းတွေကိုဘုန်းတော်ကပင်ကျင်းပဖို့ဖန်ထားတဲ့ကုံကြစည်းတွေကိုစာတင်တိုက်ဆိုလဲစာတင်တဲ့အလျောက်စာတင်သားတွေလိုအပ်တဲ့စာအုပ်စာတဲ့တွေလူဘယ်လောက်ကောင်းမလဲ။စာရင်းစည်းတွေလိုဘယ်လောက်ကောင်းမလဲ။စာတင်သားတွေလိုအပ်တဲ့စေဝါတွေလိုဘယ်လောက်ကောင်းမလဲ။ စာသင်တိုက်တွေမှာလိုနေမှာပဲစာအုပ်တွေလိုမှာပဲစေဝါပစ္စည်းတွေလိုမှာပဲနောက်ဆန်းနေစီတွေလိုကြမှာပဲလေဂျိတ်တာလည်းဂျိတ်တာလည်းရောလိုကြမှာပဲအဲ့တော့ဂျိတ်တာမှာပဲကတိန်ခင်ခင်စာသင်တိုက်မှာပဲကတိန်ခင်ခင်ပွဲလက်သပင်ကျင်းပါလို့ကိုရည်ရွယ်ထားတဲ့ကုန်ကျစရိတ်တွေပေါ့စာသင်တိုက်လည်းရောဂျိတ်တာလည်းရောအသုံးဝင်တဲ့ပစ္စည်းတွေကိုလှူဒန်းပေးရင်အကျိုးများတယ်ပေါ့တရားမဟာကရုဏာကျောင်းဘုရားကြီးက ဘုန်းတော်တော်တို့ကြကတိန်ပြည့်မြောက်ဖို့အတွက်ပွဲနဲ့သမီးကိုဖြုတ်ပြီးတော့ကုန်ကြစိတ်တွေကိုသာသနာတော်အတွက်အသုံးဝင်တဲ့နေရာမှာသုံးစီခြင်းနဲ့အကြောင်းကိုမိတ်ထားတယ်ပေါ့